လူ၄ယောက်တင်တယောက်ကအကောင်းရှိတယ်ခေကုကလေးကခေလို့ခေါ်ဒီနေ့ခေကြီးဟာကလေးကြီးကခေရဲ့နောက်ပိုင်းဖြစ်လို့လူတော်လူတော်ကလွန်ရှားတယ်လို့ဆိုတော့လူသားလေးရဲ့စိတ်နှလုံးကိုပေးချင်တဲ့အမှလူချင်းလောဘတွေကလွန်မိုးနေကြတာဖြစ်တယ် ိုချင်စရာအစီအဝထုတွေကလည်းဒီကနေ့ခေတ်မှာအလွန်များလာလေအတွက်ကြောင့်လူတွေရဲ့လိုအပ်ချက်ဟာမပြည့်ဝနိုင်မယ်ရှိလောဘတွေကိုမထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့်မရတဲ့အခါမှာဒေါသတွေတောင်းမှုလာကြတယ်ဒေါသတောင်းမှုမှုကိုအကြောင်းပြုပြီးတော့လူတွေဟာတုံ့နဲ့တူခိုင်ရန်ပြုချက် တတ်ကြဖြတ်ကြနေနေရမှုဆုံးရှုံးသွားကြအဲ့ဒါလိုလောဘကိုအကြောင်းပြုပြီးဒေါသတွေဖြစ်ဒေါသကိုအကြောင်းပြုပြီးတော့ဆရာဆုံးမှုတွေထူပြောလာတာဟာလူတွေရဲ့တဏ္ဍမှာဖြစ်တယ်လောဘဒေါသတွေကြောင့်ပဲဖြစ်တယ်အခုလိုဒေါသတွေဖြစ်ပြီးဉာဏ်ရမှုကိုပြည့်စုံဆုံးရှုံးလာတဲ့အခါမှာလည်း လူရဲ့စိတ်ဟာဒေါသဒေါသဆိုတဲ့ဇာယီဆိုးရတာဘယ်လိုထွက်ရမလဲဆိုတော့ဘုလဲသိရှိနိုင်စွမ်းမရှိကြမရှိလိအတွက်ကြောင့်မောဟဆိုတဲ့တရားရဲ့လွန်မှုမှုကိုခံရတယ်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားမသိခြင်းမလုံးတင်တာကိုလုံးတင်တဲ့ချင်းချင်းလုံးတင်တာကိုမလုံးတင်ဘူးလို့ထင်ခြင်းဖြင့်မမရဲ့ဒီလူဆောင်ရမှုတွေကြောင့် ုံရိပ်ပူရိပ်လောကကြီးဟာဒုက္ခတွင်သို့တွန်းပို့ခြင်းခံရလူတွေရဲ့စိတ်နှလုံးအေးချမ်းမှုငြိမ်းချမ်းမှုဆိုတာလည်းလည်းဆုံးရှုံးပြီးတော့သွားတယ်။ဆောဘုရားကလောဘဒေါသစမောဟစပူရိတံပပစေတံအင်းစိတ်ထဲငြိမ်းချမိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလောဘဒေါသမောဟဆိုတဲ့ သုတရားတွေဟာလောမောနိမဲ့ဖြစ်တယ်ပေါ့လောဘလောဘီတွေ့ကြောင့်လူချင်းစိတ်တွေဟာမထိန်နိုင်မသိနိုင်ဖြစ်လာတယ်လူချင်းသာမရလို့ရှိရင်ဘုံဒီမှုဆိုတဲ့ဒေါသတရားတွေဟာလည်းရှင်ထဲမှာပူလောင်ပြီးတော့လာတယ်နှလုံးသားဟာလောဘမီဆွဲလောင်ခြင်းဒေါသမီဆွဲလောင်ခြင်းကြောင့်ငြင်းချမ်းမှုရှာမရနိုင်ဘူးအဲ့ဒီအချိန်မှာ လောဘတရားရဲ့တောမမှုကြောင့်အမှန်မသိခြင်းဆိုတဲ့မောဟကလည်းသူ့ရဲ့ခေါင်းကိုထပ်ဆက်ပြီးတော့လောင်းနေခြင်းပဲဖြစ်တယ်။လူတွေဟာစဉ်းစားကြံကင်းမဲ့ပြီးတော့သွားကြတယ်။အဲဒီလောဘဒေါသတွေဟာလောဘဒေါသမောဟဆိုတဲ့ဒီတရားစုတွေဘယ်မှာဖြစ်ကြတယ်ဆိုတော့ဖိန်တန်တိအတ္တတံဘုဒ္ဓသစ္စာတံရံဝတံဘုဒ္ဓ ဘွားပင်ကအပီးကဘွားပင်ကိုသိစေတယ်လို့ပဲလူတွေရဲ့တဏ္ဍာမှာဖြစ်တယ်လောဘဒေါသမောဟတွေဟာကိုယ်တဏ္ဍာမှာဖြစ်ပြီးတော့မိမိတို့ကိုပဲပြန်ပြီးတော့ဒုက္ခပေးတယ်ဖြစ်စေတယ်သူဆိုတာဒါကြောင့်မို့ဒါကိုတတိတာဝေကထားပြီးတို့တွေဟာလောဘမီငြိမ်းအောင်ဒေါသမီငြိမ်းအောင်မောဟမီငြိမ်းအောင်ကြိုးစားမှသာလေ အတော်အသင့်လူဘဝရဲ့တန်ဖိုးနဲ့ဘဝရဲ့ငြိမ်းချမ်းမှုဆိုတာကိုပြန်လည်ပြီးတော့ရရှိနိုင်ကြမှာဖြစ်တယ်။လောဘမီးငြိမ်းအောင်မမြဲတဲ့သဘောကိုစဉ်းစားစဉ်းစားတဲ့နဲ့အခုလဲနေဟောင်းကုံဆုံးလို့နေတဲ့ကိုကူပြောင်းလာခဲ့ပြီ။ဘဝဟာဘယ်တော့မှမတည်ပြဲဘူး။အဟောင်းအဟောင်းတွေပြည့်စည်ပြီးအတိတ်အတိတ်ကိုရနေတယ်ဆိုတာဟာ တဘာဝတရားကြီးပြောင်းလဲနေတဲ့ဤအမတဘာဝတရားကြီးများတာဖြစ်တယ်။ဒီလိုစဉ်းကျင်စဉ်းစားခြင်းဖြင့်မိမိတို့ရဲ့လောဘမီးကိုရှော့ချနိုင်ကြတယ်။လောဘမီးကိုညှိတတ်ဖို့ကြိုးစားကြရမှာဖြစ်တယ်။အင်းဒေါသမီးကြတော့အများပေါ်မှာသိခိုင်းခြင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နေသဘောထားတွေနဲ့မိစေစိတ်ကမွေးပြီးခင်မင်းရဲ့လို့ဆိုတဲ့မေတ္တာပြားထားနိုင်မှာပါ ူရဲ့ရင်ထဲမှာရှိတဲ့ဒေါသမိဟာငြိမ့်တော်မှာဖြစ်တယ်။လောဘမိဒေါသမိငြိမ့်တော်ဖို့ရာနိလန်းကိုသိဖို့ဆိုတာရသော်ဘုရားရဲ့ဆုံးမတရားတော်ကြီးကို나ယူမှတ်သားခြင်းလေ့လာခြင်းဖြစ်တာအသိဉာဏ်လေးကိုရရှိနိုင်အောင်ဖြစ်ပါတယ်။အသိဉာဏ်ရရှိလောက်မိမိတို့ဘဝမှာနေစဉ်တဲ့အမြတ်အတွင်းပြင်ဆိုတာလို့ မိမိရဲ့ကိုယ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတတိထားဆင်ခြင်သုံးသပ်ခြင်းဖြင့်ရဘုရားရဲ့အဆုံးအမနဲ့အနည်းဆင်ခြင်သုံးသပ်ပေးခြင်းဖြင့်မောဟဆိုတဲ့တွေးဝေးနေတဲ့အရာတစ်ခုအမှန်တရားပညာဆိုတဲ့တရားနဲ့မိမိတို့ရဲ့အတိအုံနောက်ဆိုပါဆို ခေါင်းထဲမှာမရှိမလင်းဖြစ်နေတာလေးကိုရှင်းလင်းတော့အောင်အတိညာဏ်ဖြစ်အတိညာဏ်ဒီဟူသောရေစင်ဖြစ်သုံးလုံးပေးပါတာနဲ့ခေါင်းအေးခြင်းစိတ်နှလုံးအေးခြင်းဆိုတာတွေကိုရရှိပါဖြစ်လို့အခုလို2016ခုနှစ်ကုန်ဆုံးပြီး2019ခုနှစ်ဆိုရက်ကမ္ဘာနှစ်သစ်တို့ရောက်တဲ့အခါမှာ ိတို့ရဲ့ရှင်တဲ့နှလုံးထဲမှာဆွဲကြည့်နေတဲ့ဒေါဘဒေါသမီးဥခေါင်းကိုဆွဲကြည့်နေတဲ့မောဟမီးဒီမီးကိုအလေးတကြီးတို့တွေထိန်းချုပ်နိုင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဆိုတာကိုစီကိုစီတတိထပ်ပြီးတတိချက်ပြီးကြိုးစားအထောက်နိုင်မှသာလေငြိမ်းချမ်းတဲ့ဘဝကိုတည်ဆောက်နိုင်မှာဖြစ်တယ်လို့အားလုံးသူတော်စင်အပေါင်းတို့အား ရဟုရရဲ့အဆုံးမဩဝါဒတရားကိုသိရှိအောင်ဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်